方 Judia, Judia,

ဒီအနေနဲ့ဒီဘုရားအင်းနဲ့ဟောပြရတဲ့သံဃာ့ရဲ့သာသနာကြောင့်ကို ီနေလာအောင်ဘုရားဆောင်ရည်နေကြတဲ့ဘုရားများနဲ့တွေ့ရကိုဩဝါဒအနေနဲ့ပြောကြားပေးမှာဖြစ်ပါတယ်။ဗန္ဒတေကရောအွန်ရုတ်ကိုရဲ <laughs> 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 এখানে বুদ্ধ শাসন সবাই একসাথে মিলেমিশে করতেছে সবাই গুরু এবং গুরু পান্ডের শিষ্য একসাথে মিলেমিশে বুদ্ধ শাসন ইন্ডিয়ান ইন্ডিয়া দেশ তারপরে ত্রিপুরা শহর এই জায়গাটা আমরা বুদ্ধ শাসন করতেছি এখানে সবাই একসাথে মিলেমিশে এটা বললাম এটা দিয়ে একটা বান্ধে থেকে একটা দেশনা শোনাবো বলুন ်ဆရာဘုရားအိန္ဒိယနိုင်ငံမှာပြင်တော်မူပြီးတော့၄၅ဘဝကာလပတ်လုံးဒီမနာဘောကသံဃာတွေအတွက်ဓာတုကပါဒါတွေအတွက်ဘုနေဗျာမအားလုံးအတွက်ဘုပ္ပံဆံရတော်မူခဲ့တယ်။ဘုရားရဲ့လမ်းစဉ်ပြီးကိုယ်တိုင်လည်းမြင့်ချပြီးတော့ သူတို့ဘာကိုလဲငင်းချမ်းစေတဲ့နိုင်စင်ဖြစ်ပါတယ်အမရဘုဒ္ဓရဲ့အိန္ဒိယဒေသအိန္ဒိယဒေသဆရာမတော်ဘုဒ္ဓဇမောဇမောတော်ရဲ့ဘုဒ္ဓဟောရဲ့ဘောဆောစေပေါ်တားစ်ဘောဆောဆက်ကန်တက်ဘုဒ္ဓဟောရဲ့နေဇရောစံတေခန္ဓာမနဇေစံတေမနဇေအစကေဇနဘလောကာလကေဇနဘလောဘုဒ္ဓဟောရဲ့ဒီလိုကိုရဲ့ ိတ်တော်တကြီးတော်ရဟန်းတော်ရင်းဆိုတာဘုရားရဲ့ပါတော်အကြပုတိယလို့ခေါ်တယ်အကွေမြင်တာဘုရားရဲ့ပါဖြစ်ပါတယ်ဒါဘုရားရဲ့ပါဆိုတာဘုရားရဲ့အမွေကိုခံယူရမယ့်ပုဂ္ဂိုလ်တွေဖြစ်တယ်လောကမှာအာကောင်တပီကောင်ဆိုတာဒီပါရဲ့အမွေကိုခံယူရတယ်လို့ အဘယ်ကောင်းဆိုတာအရာရဲ့အမွေကိုခံရတယ်။တပည့်တော်တို့ဟာလည်းဘုရားရဲ့တပည့်သားကောင်းတွေပြီးသားဖို့အတွက်သစ္စာဘုရားရဲ့ငင်းချမ်းရေးလမ်းစဉ်ကြီးကိုနိုင်နိုင်ရမှာဖြစ်ပါလေ။အဘောရစေအမနာစေဘုဒ္ဓရှိရှိဘုဒ္ဓပုတ္တမတဟဘုဒ္ဓကလစေ যেমন ধরো মানুষ হলে মা বাবা মা বাবার সম্পত্তি আছে যে মা বাবা মরে গেলে আর ছেলে মেয়ে আছে তার সম্পত্তি নিতে হয় আমরাও বুদ্ধ শাসন থাকতে গেলে বুদ্ধ শিষ্য আমরা হয় বুদ্ধ যে যেগুলো জ্ঞান ভঙ্গা এগুলো শিখে দেয় এগুলো আছে যে আমরা নিতে হবে তারপর যে গুরু বান্ধে যেটা যে সম্পত্তি আছে যে গুরু বান্ধে যে সম্পদ যেটা ভালো গুলো এগুলো আছে যে আমরা নিতে হবে পথ হচ্ছে যে আমাদের ভালো পথ ားရှင်ရဲ့လမ်းစဉ်ကဘာလဲဆိုတော့ဘုဒ္ဓောဘဂဝါဘောဓရာဓမ္မတိပိတိဩဘဂဝါတောရှိဘုဒ္ဓောသခင်ရှင်တော်မြတ်ဗျာတိဘုဒ္ဓောသစ္စာ၄ပါးကိုကိုယ်တိုင်သိတော်မူတယ်အဘတက်ကမြတ်စွာဘုရားကဘုဒ္ဓောတိုင်သစ္စာ၄ပါးကိုသိတော်မူတယ်ဘောဓရာဓမ္မတိပိတိနံပါတ်၂က ဘောဓာယတတဝါတွေသစ္စာ၄ပါးကိုတည်ဖို့အတွက်ဉာဏ်မှန်ဒီတိသစ္စာပြရတရားဟောပနဘတ်တကကိုယ်တိုင်သစ္စာ၄ပါးတရားကိုတည်အောင်ကြိုးစားတယ်နံပါတ်2ကသူများတွေတည်ဖို့အတွက်သစ္စာပြရဟောပေးတယ်အဲ့ဒါဆိုရရဲ့လုံငန်းတစ်ခုဖြစ်တယ်ပေါ့ আমাদের গুরুত্ব হচ্ছে যে নিজের ভালো পথ যে ভালো পথ হচ্ছে যে যেটা চারটা সত্য আছে এ সত্য হচ্ছে যে বুদ্ধ চেষ্টা করে পেতে পাওয়ার পরে সে বুদ্ধ প্রথম হচ্ছে যে প্রথমে যে নিজে যেগুলো সবগুলো বুঝতে পারতে হবে সবগুলো এটাতে পারে তারপরে দ্বিতীয় নম্বর আছে যে মানুষও যেন বুঝতে পারে এটা হচ্ছে যে বুদ্ধ এ চারটার মধ্যে দুইটা সত্যতা এটা খুঁজে নেবে အဲ့ဒီအလုံးစုကိုလုပ်အောင်ဒီကတည်းကဘုဒ္ဓဘောကိုရမ်းတိအောင်ပြုစားဘုံဘုတ်လောကောမိမိအန္တမအေးအောင်အရင်ရှင်းတွေရောက်လာအောင်အရင်ပြုစားအခုဒီမှာຢາတပည့်တွေပြုစားပြီးတော့သီလတွေကိုဖြစ်ချက်သီလတွေကိုဖြစ်ချက်ဘုဒ္ဓတွေကိုကျင့်တယ် အနက်တရားထိုင်ညတရားထိုင်တယ်။အကိရသမารီပညာဆရဏတွေကိုဖြစ်ကျင်နေတယ်။အေရိယတိစာပေတွေကိုစူးစမ်းပြီးတော့သင်ကြားကြတယ်ပူချကြတယ်။အဲ့ဒါဘာလဲဆိုတော့မိမိတန်တမ်းမှာရိယတိအရင်ချင်းပฏิပတိအရင်ချင်းတွေဤရှိနေအောင်အိမ်ဝတ်နေအောင်ကိုယ်စားနေခြင်းဖြစ်တယ် မိမိတန်ကြမ်းမှာတိလဓမ္မရိပညာနိယပြင်ပရိယပฏิပတ်ကိန်းဝေါ်အောင်ကြိုးစားနေခြင်းအဲ့ဒါဟာနံပါတ်1တပည့်တော်လုံရမယ်လုပ်ငန်းတစ်ခုဖြစ်ပါလားတာဝချေဘုဒ္ဓဇေတသတ္တပတ္တခုဇေစေခန္ဓာဇေဘုဒ္ဓဇေဒီကလောကရဘုဒ္ဓရှိရှိယအမရဟအမရဟမနေဧတမတ္တပတ္တဟောပဲပထမပတ္တဟောလဲဇေ আমরা কম বসে এটা কোনো কিছু পাই না আমরা আগে আছে যে যে সময় আছে যে এখানে যে নিয়ম নীতি মতো এখানে আমরা কাজ করতে হলে কাজ করে তারপরে এখানে আমরা শিলও ভালোভাবে করে পালন করতে হবে নিজের দায়িত্ব নিজে নিতে হবে এবারে এখানে যেগুলো দু টাইম বলে এই নিয়ম নীতি এটাও নিজের কাছে রাখতে হবে ভালো মতো তারপর থেকে আমরা এগুলো রাখার পরে আমরা ভালোভাবে পড়াশোনা করতে হবে বুদ্ধ শিক্ষাগুলো এটা আমরা শিখে নিতে হবে তারপর আমরা আসলে ভাবনা ভাবনার সময় হচ্ছে যে আমরা ভাবনা করতে হবে এটা হচ্ছে যে প্রথমটা ဒီလာကျင့်စေတမားကြီးကျင့်စေပညာကြီးစေတွေလည်းတိုက်တင်းတင်းလာပြည့်စုံပြီဆိုပြီးဝိရယုံငန်းကဘောဓာယဓမ္မတိတိ ကိုယ့်ရဲ့ဆွေမျိုးကိုယ့်ရဲ့ဆောင်းတကားတကားသားတွေအိမ်သူပြည်သားတွေကဘာသူကဘာသားတွေဒီလာခြင်းစင်သမားဒီခြင်းစင်ပညာခြင်းစင်တွေကိုကျင့်နိုင်ဖို့အတွက်ဘီတော်တို့ပေါ်ရမယ်ပြောရမယ်စာရေးရေးရမယ်စူးစမ်းအထောက်အကူဖြစ်တယ်ဒါကုတန်တန်မှာအရေးရှိရှိပြီးမှဦးများတွေကိုတပည့်တော်တွေခေါင်းနိုင်ပြောနိုင်ဥမာနိုင်မှာဖြစ်တယ် ိုကိုယ်တိုင်ကပရိယတ်တိအရေးရှိမပြေပါဘူးပฏิပတ်တိအရေးရှိမပြေပါဘူးသူများကိုတပည့်တော်တွေဘယ်လိုလုပ်ဆုံးမနိုင်မလဲလမ်းမှန်ကိုရောက်အောင်ဘယ်လိုပို့နိုင်မလဲအဲကြောင့်တပည့်တော်တွေလမ်းစဉ်အခုတတိပြုကြမယ်နံပါတ်၁ကိုယ်တန်တမှာပရိယပฏิပတ်အရေးရှိအောင်ပြုစမ်းလို့နံပါတ်၂ကိုယ်တန်တမှာပြေဝါရင်သူများတန်တမှာပရိယပฏิပတ်ကိန်းဝအောင်တပည့်တော်တွေပြုစမ်းကြမှာဖြစ်တယ်အဘောရာမကျေကျေ মানুষদেরকে এটা যেটা ভালো খারাপ শিক্ষাদের ওদেরকে বোঝাতে হলে আমরা আগে পড়াশোনা করতে হবে পড়াশোনা যেগুলো যদি আমাদের শিল পালন দায়িত্ব দুটো নিয়ম নীতি সবগুলো যদি নিজের কাছে সবগুলো জানে মানে পুরোপুরি হয়ে যায় তাহলে যে আমাদের কি করা উচিত আমাদের আছে যে নিজের বাবা মা ভাই বোন আত্মীয় স্বজন এবং দায় দায়িকা এবং দেশের পৃথিবীতে থাকা যতগুলো লোক ওদেরকে হচ্ছে যে আমাদের শিল নিয়ম মতো ওদেরকে বোঝাতে পারতে হবে শেখাতে হবে তারপর যেটা বুদ্ধ ধর্মের নিয়মে কি নিয়ম আছে কি নিয়ম শোনাতে হবে যদি আমরা যদি এগুলো আমাদের যদি জ্ঞান জ্ঞানের যে পড়াশোনা যদি না করে যদি হয় তাহলে হচ্ছে আমরা মানুষদেরকে বোঝাতে পারবে না মানুষকে কিভাবে করতে হয় তাও বলতেও পারবে না এটা করা করতে পারার জন্য নিজেকে হচ্ছে যে বিহারে হচ্ছে থাকার সঙ্গে ပေါ်ရရှင်နာတဲ့ဘာလုံးမှာတက်ကြတော့ပဲအေးအဲ့တော့မိမိတန်တံမှာပရိယတ်ဒီအရေးချင်းရောပฏิပတ်ဒီအရေးချင်းရောပြေးပါပြီနောက်နံပါတ်1မိမိတန်တံမှာပရိယတ်ပฏิပတ်ပြေးပါတယ်လို့ဘာပုဂ္ဂိုလ်ရဲ့တန်တံမှာလည်းပရိယတ်ပฏิပတ်ပြေးပါအောင်အရေးချင်းသင်္သာသနာပြုမယ်တရားဟောခြင်းအရေးသာသနာပြုမယ်တရားပြောတော့အရေးသာသနာပြုမယ် ။အဝါရီပို့ချတော့အပြင်သာသနာပြုမယ်ဆိုရင်လည်းအဲ့ဒါကိုတဲ့နဲ့ထဲမှာမပြောတယ်ဆိုတော့ဗုဒ္ဓလို့ခေါ်တယ်တဲ့။အပြင်လို့ဗုဒ္ဓခေါ်တယ်ဆိုတော့ဖယားကိုစားဖယားကိုစားဖယားလုံရမဲ့အလုပ်တွေကိုလုံနေတဲ့ပုဂ္ဂိုလ်ဖြစ်လို့ဖယားလုံရမဲ့အလုပ်တွေကိုလုံနေတဲ့ပုဂ္ဂိုလ်ဖြစ်လို့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဗုဒ္ဓလို့ခေါ်တယ်လို့ကျမ်းစာမှာဖော်ပြတယ်နော်။ তারপর হচ্ছে যে নিজের কাছে নিজের কাছে যে শিল ভাবনা পড়াশোনা সবগুলো হচ্ছে নিজের কাছে পরিপূর্ণ হতে হবে সবগুলো তো পারে তারপর হচ্ছে আমি যে আমি যেভাবে পারে অন্য মানুষ নিজের শিষ্য থাকলেও এটা হচ্ছে ওরা আমার মতো পারতে হবে এরকম যে শেখাতে হবে তাদেরকে তারপর এটাকে শেখার পরে যে এগুলোকে মানে যারা শিখেছে যে বুদ্ধ মতো যে কাজ করে তাকে বুদাও বলে কারণ তাকে বুদা কেন বলে বুধা বলা হয়েছে যে বুদ্ধ যে কাজ করে বুদ্ধ পথ বুদ্ধ রাস্তা বুদ্ধ নিয়ম যে কাজ করে চলে তাকে মানে বুধা বলতে পারে নাই গ্রি পুরা তাদের নিজে মহাবুয়ারা ইন্ডিয়া নাই মা মেয়ে কয়েক নিরে বৌদান দাদা দোজি বৌ পিয়ান ঠোঙ্গা ုဒ္ဓကိုစားအခုလာပြီးတော့သာသနာပြုနေကြတာဖြစ်တယ်။အဲဒါဗုဒ္ဓကိုစားအိန္ဒိယနိုင်ငံမှာသာသနာထုံးအောင်ဆောင်ရွက်နေကြတာဖြစ်တယ်။အကြောင်းစရာတစ်ပည့်ဒီအလုံးမြတ်စွာဘုရားရှင်ရဲ့ဒီဝိနည်းတော်ကိုအလေးထားပြီးတော့အပေတွေကိုစူးစမ်းသိယူကြပို့ချကြပါ။ရာဓမတွေကိုလည်းအချိန်ပိုင်းရတော့စူးစမ်းပြီးတော့အထောက်ကြပါလို့တိုက်တွန်းလိုက်ပါတယ်။ তারপরে যে ইন্ডিয়ান দেশে ত্রিপুরা এই জায়গায় আমাদের বিহার এখানে আছে যে আমরা বৃক্ষশ্রম সবাই একসাথে মিলে একটা বুটা শাসন করে সবাই এখানে বুটা শাসন করে আমরা নিজে বাবা মা এদেরকে আত্মীয় স্বজন বন্ধু বান্ধবকে ধরে তাদেরকে ফেলে এই জায়গাটা আছে আমরা পরার খানে বুদ্ধ শাসন করতেছে বুদ্ধ শাসন করতে করার জন্য আমরা একসাথে সবাই ভালো মতো বিহারে যে নিয়ম নীতি বুদ্ধ যেগুলো নিয়ম নীতি দেখায় এই নিয়ম নীতি হচ্ছে যে আমরা চলতে হবে যে দায়িত্ব আছে এই দায়িত্বটা আমরা পালন করতে হবে এই দায়িত্ব পালন করার পরে আমরা হচ্ছে যে বুদ্ধ শাসন হচ্ছে যে সামনে এগিয়ে আমরা থাকবে ধন্যবাদ စောပြရဲ့လုပ်ငန်းစဉ်ကိုလူကြည့်သွားမယ်ဆိုရင်ဟိုတိုးတွေလောက်ရမယ်လို့ကဒါပဲဆိုတော့မိတွေကိုဘုရားသာသနာပြုနေတဲ့ဆရာများနဲ့တပည့်များနားလည်ဖို့အတွက်စောပြရဲ့အကုန်လုံးကိုအားယူပြုကြမှာဖြစ်တယ်။အားလုံးမိတ်ဆွေကြရအောင်။ဘုဒ္ဓောဘုဘဂဝါဩဒါယဓမ္မံတိပိတိဩဒါယဓမ္မံတိပိတိ သမထာယဓမ္မံတေတိတိသမထာယဓမ္မံတေတိတိတန်တော်သောဘဂဝါအမထာယဓမ္မံဒီတိတိအမထာယဓမ္မံဒီတိတိအိနောသောဘဂဝါအိနောသောဘဂဝါပရဏာယဓမ္မံဒီတိတိအမထာယဓမ္မံဒီတိတိပရိနိဗ္ဗူတောသောဘဂဝါပရိနိဗ္ဗူ ရိနိဗ္ဗာယဓမ္မံတိတိတိရိနိဗ္ဗာယဓမ္မံတိတိဩဘဂဝါကိုယ်ရှိဘုရားသခင်ရှင်တော်မြတ်ဗျာသည်ဘုရားသစ္စာလေးပါးကိုကိုတော်တိုင်းပြတော်မူပါ၏ဘောဒာယအတဝါတို့၏သစ္စာလေးပါးကို ဖြစ်စေခြင်းအကျိုးမှာဓမ္မသစ္စာ၄ပါးတရားကိုသစ္စာ၄ပါးတရားကိုဟောကြားတော်မူပါပေ၏ဟောကြားတော်မူပါပေ၏ဓတောသောဘဂဝါသမထာယဓမ္မံဒီပိတိသောဘဂဝါသောဘဂဝါကိုရှိဘုံတော်တခင်ရှင်တော်မြတ်ဗျာတိကိုရှိဘုံတော်တခင်ရှင်တော်မြတ်ဗျာတိ ခန္တောကိုတော်တိုင်းရင်ကြည်တော်မူပါ၏ကိုတော်တိုင်းရင်ကြည်တော်မူပါ၏ဓမ္မထာယဓမ္မထာယသတ္တဝါတို့၏သတ္တဝါတို့၏ရင်ကြည်ခြင်းအကျိုးမှာရင်ကြည်ခြင်းအကျိုးမှာဓမ္မသစ္စာ၄ပါးတရားတော်ကိုသစ္စာ၄ပါးတရားတော်ကိုတည်တည်တည်တောကြတော်မူပါ၏ကိုတော်တိုင်းရင်ကြည်တော်မူပါ၏သတ္တဝါဘဂဝါသတ္တဝါဘဂဝါဓမ္မထာယဓမ္မ တိတိတိသောဘဂဝါသောဘဂဝါဒုစိဘုံတော်ဘခင်ရှင်တော်မြတ်ဗျာတိဒုစိဘုံတော်ဘခင်ရှင်တော်မြတ်ဗျာတိတန်တော်ကိုယ်တော်တိုင်းငြိမ်းရတော်မူပါ၏။ကိုယ်တော်တိုင်းငြိမ်းရတော်မူပါ၏။အမထာယ။အမထာယ။အတဝါတို့၏ငြိမ်းခြင်းအကျိုးမူ။အတဝါတို့၏ငြိမ်းခြင်းအကျိုးမူ။ဓမ္မ။ဓမ္မ။သစ္စာလေးပါးတရားတော်ကို။သစ္စာလေးပါးတရားတော်ကို။ ဒေဝေရီဟောကြားတော်မူပါ၏။ဒေဝေရီဟောကြားတော်မူပါ၏။အိန္ဒောသောဘဂဝါ။အိန္ဒောသောဘဂဝါ။ရဏာယဓမ္မံဒေဝေတိ။ရဏာယဓမ္မံဒေဝေတိ။သောဘဂဝါ။သောဘဂဝါ။ဒုစီသောတော်တခင်ရှင်တော်မြတ်ဗျာသည်။ဒုစီသောတော်တခင်ရှင်တော်မြတ်ဗျာသည်။အိနောအိနောတန္တရာကိုတန္တရာကိုကိုရတော်တိုင်းကိုရတော်တိုင်းပြုမြောက်တော်မူပါ၏ပြုမြောက်တော်မူပါ၏ ရဏာယရဏာယသတဝါတို့၏သန္တရာကိုသူမြောက်နိုင်ခြင်းအကျိုးငါဓမ္မသစ္စာလေးပါးတရားတော်ကိုသစ္စာတရားတော်ကိုယေတိတိတောကြတော်မူပါပေ၏တောကြတော်မူပါပေ၏ပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာယဓမ္မံဒီတိတိပရိနိဗ္ဗာယဓမ္မံဒီတိတိသောဘဂဝါသောဘဂဝါ ။ကိုရှိကုန်းတော်သခင်ရှင်တော်မြတ်ဗျာဒီ။ကိုရှိကုန်းတော်သခင်ရှင်တော်မြတ်ဗျာဒီ။ဘိနေဥတော်။ဘိနေဥတော်။ဥရောတိုင်း။ဥရောတိုင်း။ကိလေသာခတ်သိ။ကိလေသာခတ်သိ။ကိုငိမ့်တော်မူပါ၏။ကိုငိမ့်တော်မူပါ၏။ပြိဋိဘာယ။ပြိဋိဘာယ။သတ္တဝါတို့၏။သတ္တဝါတို့၏။ကိလေသာခတ်သိ။ကိလေသာခတ်သိ။ကိုငိမ့်ခြင်းအကျိုးမှာ။ဓမ္မသစ္စာလေးပါးတရားတော်ကိုသစ္စာလေးပါးတရားတော် ေတိတိသောကြတော်မူပါပေ၏သံဘဂဝန္တံကိုရှင်ဘုရားကခင်ရှင်တော်မြတ်ဗေယာကိုဘုရားဘုရားတပည့်တော်တို့သည်တကိစ္စံယုတိစွာဝန္တမသိခိုးကြပါကုန်၏ဗျာအာရုံပါလို့ခလိုက်တယ်အာသုအာသုအာသု